အရန်အေဂျင့်နဲ့မှာတကယ်အမအရန်အေဂျင့်နဲ့အဲ့လိုအေဂျင့်ရဲ့ပုံမှာဘာတကယ်ယူစားလည်းမထားချင်တော့ယူစားရှိလို့ရှင်မလိမ္မာအောင်ထားပါအေးနော်ယူစားအရန်အဲ့လိုတုံဝင်တူချုပ်ချဲအဲ့လိုစိတ်စိတ်ညစ်ရစိတ်ရှုပ်ရတယ်ပေါ့နော်ဆိုတော့မပြောရအောင်အမြဲတုံဝင်တူနေရနဲ့ဆိုအခုတယောက်တည်းဆိုထားလည်းမထားချင်တော့အဲ့လိုကိုယ့်ကိုယ်ကိုအေးစေးပဲအဲ့လိုအဓိဋ္ဌာန်လေးဝင်လိုက်အလုပ်ရှင်အလုပ်လုပ်လိုက်အဲ့လိုအိမ်မှာသူမလေးနေအချိန်ဖြုံးလိုက်တကယ်ချင်းနေနဲ့အဲ့လိုမျိုးသွားလိုက်ပြင်နေပါရေးသွားလိုက် အဲ့ဒါနဲ့လည်းပတ်နေရအောင်တကယ်အေးချမ်းနေရပါအေးချမ်းလေးနေရာမကြိုက်ဘူးလားအချစ်ခံရတာမကြိုက်ဘူးတော့မရှိဘူးပေါ့နော်ဒါပေမဲ့အားအားအဲ့လိုမျိုးမွန်းကျက်လာလို့ရှင်တော့အဲ့အချစ်ခံရတာတော့လူတိုင်းတော့ကြိုက်ကြမယ်လို့မထင်ဘူးကျွန်တော်လည်းအဲ့လိုဖြစ်သွားတာဟုတ်အရင်အချစ်ခံတဲ့သူကတုံတောင်ဒီစားထားဖို့ကမပေါ်မထားကျင်တော့ဘူးကိုယ့်ပေါ်မှာအဲ့လိုလူစိတ်ရှိတဲ့လူမျိုးပေါ့နော်ကိုယ့်ပေါ်ညာတဲ့လူမျိုးအဲကိုယ့်ပေါ်နားလည်မှုရှိတဲ့သူမျိုးကိုချင်းစားစိတ်ရှိတဲ့သူနဲ့တွေ့ရဲဆိုလို့ရှင်အဲ့အဆင်ပြေမယ်လို့တော့ထင်တာပါပဲဟုတ်အမီးရောက်လာ ကောင်းလေးမှမရှိရမှာ။အေးဘာမှမဝင်ရနော်။အေးဘာတိတ်မှာပေါ့နော်။အဲယောက်ျားလေးတော်တော်များတော့အဲ့လိုမျိုးဇပင်ရှိရှိလေးတွေအဲ့လိုမြမဝန်းဆက်လေးတွေအဲ့လိုမျိုးလေးတော့ကြိုက်ကြတာပေါ့။ဘလောက်ပဲမောင်တင်တာတော့အဲ့လိုမျိုးပေါ့နော်။ဟိုအမိုက်စားဆော်လေးကြိုက်ကြပလိစီဒါပေမဲ့ဒီမြမပြည်မှာရှိရတော်တော်များများပေါ့။ဒါဒါမောင်တို့ဒီမြမပြည်မှာရှိရယောက်ျားလေးတော်တော်များများတော့ မောင်ဝက်ဆက်လေးတွေသမင်ရရှိလေးတွေဆိုလို့ရှင်တော့ကြိုက်ကြမယ်လို့ဆိုမှထင်ပါတယ်ဟုတ်အရန်အေဂျင့်နဲ့မှာတကယ်အမအရန်အေဂျင့်နဲ့အဲ့လိုအေဂျင့်ညပေါ်မှာဘာတကယ်ရည်စားလည်းမထားချင်တော့အခုဆိုမောင်ပေါ့နော်ဟိုလိုအရန်ကြီးလှုပ်ရှုပ်တာမဟုတ်ပြင်မဲ့မှာရဲ့အဲ့လိုအဓိဋ္ဌာန်လေးဟိုဝင်ပြစ်တယ်ပေါ့နော်တေတကားဖုံးဖုံးရဲ့ညောင်ဆယ်မလေးတံဝင်ပြစ်တယ်ဆိုတော့ပြီးတော့အိမ်မှာလဲသူမလေးနှစ်ယောက်ကတစ်ယောက်တော့မသိတာဘူးနှစ်ယောက်ကဟိုတစ်ယောက်ကငိုတစ်ယောက်ကလိုက်ငိုဆိုတော့လေအဲ့လိုအိမ်မှာကလေးတွေနဲ့အချိန်ဖြုံးလိုက်တာနဲ့ရည်စားရှိလို့ရှင်မလိမ္မာအောင်ထားပါအေးနော်ရည်စား အရင်အဲ့လိုတုံ့ပြန်သူချုပ်ချယ်အဲ့လိုစိတ်စိတ်ညစ်ရစိတ်ရှုပ်ရတယ်ပေါ့နော်ဆိုမပြောအောင်အမြဲတဝင်တူနေရနဲ့ဆိုအခုတယောက်တည်းဆိုထားလည်းမထားချင်တော့အရင်ဆိုတုံတောင်ဆိုစကားအကုန်မပြောလုံးဝမထားမပြောတာမဟုတ်ဘူးပေါ့နော်အခုလိုအချိန်မျိုးမှာအရင်ဆိုပွင့်လင်းပြောရလို့ရှိရင်ဟိုဟိုဟာဖြစ်တယ်ပေါ့နော်စကားရပါအခုဆိုဘယ်သူနဲ့မှလည်းမပြောပြဘူးအဲ့လိုကိုယ့်ကိုယ်ကိုအေးဆေးပဲအဲ့လိုအဒိဋ္ဌံလေးဝင်လိုက်အလုပ်ရှင်အလုပ်လုပ်လိုက်အဲ့လိုအိမ်မှာသူမလေးနေအချိန်ဖြုံးလိုက်တကယ်ချင်းနေနဲ့အဲ့လိုမျိုးသွားလိုက်ပြင်နေပါတယ်သွားလိုက်နေ အဲ့ဒါနဲ့လည်းပတ်နေရအောင်ရီစားထားဖို့အချိန်ကိုမရှိထားလည်းမထားခြင်းလာပြောလဲမစင်ညာမှာအဲ့လိုစကားပဲပြန်မပြောတော့အဲ့လိုမျိုးတကယ်အေးချမ်းနေရပါအေးချမ်းလေးနေရာမကြိုက်ဘူးလားကြာပြီပေါ့ကြာပြီမှာဟုတ်ဟုတ်ဟုတ်တယ်မလူရအဲ့လိုရတာမလို့လို့ပါမရအဲ့လိုလေအရန်လေဟို꽌ကြီးပဲချစ်တော်တဲ့ခါကျရင်ပမန်းနဲ့အချစ်ခံတော့မယ်တကယ်ကိုအချစ်ခံရကြတော့ဒဏ်မခံနိုင်အရန်ပမန်းနဲ့ သူချစ်တဲ့သူလည်းပြင်ပန်းမှာတည်တယ်ကိုလည်းပြင်ပန်းတယ်ဆိုတော့အဲ့ဒဏ်နေမခံနိုင်ပို့ဆိုအားမတော်ဒီဥပညာလုံးလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပေမဲ့မောက်တော့နော်ဒီပြက်သွားတဲ့ relationship ကတော့အလုံးနဲ့ပတ်သက်ပြီးတော့မဖြစ်ပါအလုံးနဲ့ဖြစ်ပြီးမှကျင်းတဲ့ညာရီမှာတော့တဝင်တူပါလေးရှိရောစိတ်ရှုပ်ရစိတ်ပြင်ပန်းရပို့ဆိုအားပေါ့နော်အဲ့လိုအလုံးလောက်တဲ့အခါကြလို့ရှိရင်မောက်ကြတော့အာယုံကတခုတစ်ခုပဲထားလို့ရတယ်အာယုံများွားရင်လှုပ်တဲ့စိတ်မပိုင်အဲ့ဒါအဆင်မပြေဘူးအဲ့တော့ပေါ့နော်ထားချင်ဘူးအခုချိန်မှာစကားတော့အကုန်မပြောဘူးပေါ့ သူ့အနေနဲ့သူပေါ့အေဂျင့်နဲ့အဆင်ပြေအရင်တော့ကတော့ထားလိုက်တာပဲအဆင်ပြေမပြေပြေစုတ်ကင်ထားတာပဲအဆင်ပြေမှာပါလေးဆိုတွဲကြည့်ရတာပဲဒါပေမဲ့ခုဆိုတွဲကျင်တော့ကို့အတွက် right time right person ကတော့ရောက်လာမှာပဲအဲ့လိုချိန်ကြလို့ရှင်တော့ထားရင်ထားပြမှာပေါ့အခုကတော့ခေါင်းထဲမှာမရှိဘူးတကယ်ပြောအခြေအယူခေါင်းထဲမှာစဉ်းစားဖို့အချိန်မရှိဘူးလူရရလေအချစ်ခံတိုက်တယ်ဆိုတာအဲ့သူတကယ်ချစ်ခံလို့ရှင်လေသူကသူများတော့မသိကိုကိုလည်းမနေနိုင်ဒါပေမဲ့တကယ်ချင်းနဲ့မှလည်းအဲ့လိုရှိတယ် အချစ်မခံတော့အချစ်ခံရင်လည်းတကယ်ချစ်ခံတော့အဲ့တိုင်ကိုမခံနိုင်ရအောင်လူရဲ့အဲ့လိုရတာမလို့လူပါမရဆိုတော့အချစ်ခံရတာမကြိုက်ဘူးတော့မရှိဘူးပေါ့နော်ဒါပေမဲ့တအားအဲ့လိုမျိုးမွန်းချက်လာလို့ရှင်တော့အဲ့ချစ်ခံရတာတော့လူတိုင်းတော့ကြိုက်ကြမယ်တော့မထင်ဘူးပုံမှန်လည်းအဲ့လိုဖြစ်သွားတာဟုတ်အတိကောမရဲ့အဲ့လိုပေါ့ကိုပေါ်မှာအဲ့လိုလူစိတ်ရှိတဲ့လူမျိုးပေါ့နော်ကိုပေါ်ညှာတဲ့လူမျိုးအဲကိုပေါ်နားလည်မှုရှိတဲ့သူမျိုးအာအတိကအတိကနားလည်မှုပါပဲအဲဒီခုနပြောတဲ့စကားလိုပါပဲကျန်တာကတော့ဟိုဘာမှတိတ်ပြီးတော့ထူထူပြောစရာမလိုပါဘူး အဲကိုချင်းစာလေးရှိရတဲ့သူနဲ့တွေ့ရဆိုလို့ရှိရင်အဲအဆင်ပြေမယ်လို့တော့ထင်တာပါပဲဟုတ်မှအဓိကတော့လေဂယူးစိုက်တယ်ဆိုတာကတမိစားချင်းချင်းမှမဟုတ်เนาะအမေကဟိုတာတမိကိုဂယူးစိုက်တာเนาะဟိုညီမအမကိုဂယူးစိုက်တာမောင်ကအမကိုဂယူးစိုက်တာဒါရီကဂယူးစိုက်တာမှလည်းညအကုန်လုံးကကြိုက်ကြရတဲ့သူတွေပဲလေเนาะဆိုတော့ဒီချစ်သူကြီးသားဆိုလေကိုဂယူးစိုက်တာကြိုက်တာပေါ့ပြောတာပေါ့တာရတာပေါ့ဒါမဲ့ အဲ့လိုပေါ့ဒါကိုယ့်ရဲ့ကံမဲပေါ့နော်ဆိုတော့ဒီမှာဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဟိုကံမကောင်းလည်းမပြောပါဘူးအဲကိုအခုဒီမှာအခြေအနေနဲ့ပတ်သက်ပြီးတော့အပူလောင်နိုင်မလို့ခြင်းတော့အဲ့လိုခုနပြောသလို right time right person ဆိုတာရှိမှာပဲအဲ့အချိန်ကျရင်တော့ထိုင်လည်းထပ်ပြင်မှာပေါ့နော်ဆိုတော့အခုလိုအချိန်မျိုးမှာခုနပြောတဲ့မြစ်တာတွေယူဆိုင်မှုတွေကမောက်မေစီယာရတယ်မောက်ဖေစီယာရတယ်မောက်မဆီယာရတယ်မောက်မောင်လေးတယောက်ရှိသေးတယ်မောက်မောင်လေးလည်းရှိတယ်တငယ်ချင်းတွေရှိတယ်အမိတ်ဆွေတွေရှိတယ် ဆိုတော့အဲ့လိုတွေဆက်ရနေတဲ့အတွက်ကြောင့်မလို့ကိုမတူတူမလေးရဲ့ရှယ်အတွက်ကြောင့်အခုလောလောဆယ်မှာမလို့ငွေတော့တော့ဖွင့်လင်းပါရင်ကိုတည်မလားမမေငါမချစ်ပါဘူးအဲ့လိုခလေးဆိုတော့ချစ်သူကြီးသားစီကခူးဆိုင်လို့ခြင်းအဲ့လိုကိုကြီးလာတဲ့ခါမှာတိလာတဲ့ခါမှာငါတူမရဲ့မြန်မြန်ခူးဆိုင်ပေးရမြန်မြန်ချစ်ပေးရမယ်ပေါ့ကိုမြန်မြန်ချစ်ပေးတဲ့ခါကျတော့ကိုတူမရဲ့လေကိုလိုစိမျိုးချစ်ချင်မှဖြစ်မှာပေါ့အဲ့တော့မြန်မြန်ခူးဆိုင်ပေးပြတယ်မြန်မြန်ချစ်ပေးပြတယ်ဆိုတော့အရင်ချစ်ခံတဲ့သူကတုံတောင်ဒီစားထားဖို့ကမထားချင်တော့ဘူးပေါ့အဲ့ကိုလည်းအဲ့လိုဖြစ်လာတယ်တူပါတယ် ဟုတ်ပိတ်သက်ကြီးအားလုံးကိုကျေးဇူးများရေးတင်ပါတယ်လို့ဒါသမောင်းကိုလည်းမေးလိုက်မေးခွန်းပေါ်မှာသမောင်းဖြည့်သက်တယ်လို့ဖြည့်ရတာအမပါခဲ့လို့ရှင်လည်းခွင့်လွန်နားလည်းပေးပါလို့ပိတ်သက်ကြီးအားလုံးနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်ရှင်